တန်တရာဖြစ်เสียရယာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်ဒီရကင်းတဲ့အကွာဝေးရောက်ရင်အမတ်သားသေးကြလုခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာဖွဲ့အစည်းတွေစီအသိပေးပါအမတ်သားထားခဲ့ဖို့အန်ဒီရများနေတယ်ဆိုရင်လေနေရာကိုတိကျမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါရခိုင်ပြည်မောင်တော်ခရိုင်တွင်စင်းဝင်လှုပ်ရှားပြီးအရဲသားတွေကိုခြုံခိုတိုက်ခိုက်တာ ဖက်စီတက်ဖြတ်တာတွေပြုလုပ်ပြီးထွေပြေးလွတ်မြောက်နေတဲ့အာစာတဲဖွင့်ဝင်တွေကိုအရဟတတိုအေကစစ်ကြောင်းထိုးပြီးလိမ့်လံရှင်းနေနေတယ်လို့ဒေသခံတွေစီကသိရပါတယ်အာစာဖွင့်ဝင်တွေဟာရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်တချောင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာယာယီစခန်းတွေတည်ဆောက်ပြီးဘူးတီတောင်ရသေးတောင်မောင်တို့မြို့နယ်တွေကိုစင်ဝင်ပြီးတော့အေအေလုံခြုံရေးစခန်းတွေခရီးသားဒေသခံတွေကိုပြစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် A ကမောင်တို့မြောက်ပိုင်းကိုဦးစားပေးပြီးတော့နေမြချင်းလင်းရွေးတွေလှုပ်ဆောင်နေတာကိုတွေ့ရတယ်လို့မောင်တို့ဒေသခံအမျိုးသားတအူကပြောပါတယ်။လက်တလုံးမှာမောင်တို့မြို့နယ်မယုံတောင်အတွင်းထွက်ပြေးလွတ်မြောက်နေတဲ့အာဆာအဖွဲ့ဝင်တွေကို A ကလိမ့်လံရှင်းလင်းနေပြီးဒေသတွင်းအကြမ်းဖက်မှု NDA ကင်းဝေးစေရင်းနဲ့ပြည်သူလုံခြုံရေးအတွက်ဆက်လက်ဆောင်ရွက်နေတယ်လို့အောက်တိုဘာ23ရက်မှာ A ကထုတ်ပြန်ထားပါတယ်။အာဆာအဖွဲ့ဝင်တွေဟာမောင်တို့ရသေးတောင်နဲ့ဘူးတောင်မြို့နယ်တွေကခရီးသွားဒေသခံတွေနဲ့ကုန်သေးတွေကို အတက်ဖက်တက်ဖြတ်တာတွေကိုအခုလအတွင်းပို့လို့လှုပ်ဆောင်နေပါတယ်။မနေ့ကအော်တိုဘာ20ရက်ကကင်းချောင်းရွာနီးမြုံတောင်ချင်းရင်းမှာနွားကြောင်းနေတဲ့အမျိုးသမီးငယ်တဦးအပါအဝင်ဒေသခံ3ဦးကိုအစာဖွေးကဖမ်းဆီးခေါ်ဆောင်သွားပြီးတော့အခုအချိန်ထိရှာမတွေ့သေးဘူးလို့ဒေသခံတွေစီကသိရပါတယ်။အော်တိုဘာ20ရက်ကလည်းရေတတောင်မြို့နယ်ဇီတိပြင်းရွာကမောင်တို့မျိုးနဲ့ကြောက်ပန်းတို့ကိုကွန်ပျစီဝေယူပြီးပြန်လာတဲ့ကားတစ်စီးကိုအစာအဖွေးကခြုံခိုတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး2ဦးသေဆုံးပြီးအမျိုးသား2ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အာစာဖွင့်ဝင်တွေဟာအခုရပိုင်းအတွင်းမောင်တိုးတောင်ပိုင်းမယူတောင်ကျော်လမ်းပိုင်းနေရာတွေအထိလှုံ့ဆော်မှုရှိလာတဲ့အတွက်ဒေသခံတွေလုံခြုံရေးစိုးရိမ်နေကြရတယ်လို့ဆိုပါတယ်။ဘူးတိတောင်နဲ့မောင်တိုးမြို့နယ်မှာ6လအတွင်းအာစာဖွင့်ရတိုက်ခိုက်မှုကြောင့်အရသာလစ်စစ်ထက်မနေတည်ဆုံပြီးဒဏ်ရာရရှိသူ20ဦးထက်မနေရှိတယ်လို့ DMG ပြုစုထားတဲ့သတင်းအရသိရပါတယ်။ဒါ့အပြင်အာစာဖွင့်ကနေဆက်လုံခြုံရေးအတွက်ကင်းစောင့်နေတဲ့အရခတ်တက်တော်အထိုင်ချစခန်းတွေကိုလာရောက်တိုက်ခိုက်တာအရခတ်တက်တော်တပ်ဖွဲ့ဝင်တွေကိုခြုံခိုပစ်ခတ်တာတွေကြောင့် ထိတိတိုက်ပွဲတွေလည်းမကြာခဏဖြစ်ပွားလို့ရှိပါတယ်။အာဆာ RSO လက်နက်ကင်အဖွဲ့တွေဟာရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်ဒေသနဲ့အရဲသားတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုချင်းချောက်နေတာကြောင့်နေဆက်ဒေသခံတွေအနေနဲ့တိုးတောင်ထင်းတဲ့လူပြည့်တဲ့နေရာတွေကိုတဦးတည်းသူမဟုတ်လူနေစုနဲ့တွာလာကြတာတွေကိုအတန်းနဲ့ဆုံးမပြုလို့ဘူးအေအေကတိတ်တွန့်ထားပါတယ်။ကျဲမာရေးကိစ္စအပါအဝင်မဖြစ်မနစ်တွာလာရမယ်အရေးကြီးကိစ္စတွေရှိပါကအရခပြည်သူတော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာအနည်းဆက်ဆုံးနေရာတွေကို တည်င်းပူပြီးမှသွာလာကြဖို့အေအေကတတိပေးထားပါတယ်ရှင်